စ်စင်ရဲ့နာမည်လှလှလေးနဲ့ပေးပြီးအပြန်အလှန်စော်နေပြီဖြစ်တဲ့အီစရေးနဲ့အီရန်တကောထွာလာတဲ့ချင်းတီကြီးအီစရေးနဲ့ဂရီအစ်စ်တွေတုံးကပေးခဲ့တဲ့အီရန်တို့ရဲ့အားပြိုင်မှုအီစရေးနဲ့အီရန်ကြားမှာနှစ်ပေါင်းများစွာကတည်းကတင်းမာမှုတွေရှိနေကြတာပါ၂023ခုနှစ်အောက်တိုဘာလမှာဟာမန်အချမ်းဘတ်အဖွဲ့ကအီစရေးကိုတိုက်ခိုက်ခဲ့ပြီးနောက်မှာတော့အဲ့ဒီတင်းမာမှုတွေဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိခဲ့ပါတယ်အခုတော့ပေါက်ကွဲသွားခဲ့ပြီလို့ဆိုရမှာပါဘာဖြစ်လဲဆိုရင် Operation Rising Lion လို့ဆိုတဲ့စစ်စင်ရေးနဲ့အစ္စရေးကအီရန်ကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့လို့ပါပဲ။ ဒီစစ်ပွဲကြောင့်အရှိန်အလေပိုင်းတစ်ခုလုံးပါဝင်ပတ်သက်လာနိုင်တဲ့စစ်ပွဲတစ်ခုရဲ့အဆုံးကိုရောက်ရှိနေပြီလို့ကဘာကရှုမြင်နေပါတယ်။အစ္စရေးရဲ့ Operation Raising Lion ကအီရန်ရဲ့နျူကလ িয়ার စီစဉ်အပြင်ထိတ်တန့်အရာရှိအများပြားကိုထိခိုက်အောင်လုပ်ခဲ့လိုက်တာပါ။ဂျော်နာ73ရက်နေ့မှာဒေဝါဆောင်သတင်းဌာနကအီရန်မှာတိုက်ခိုက်မှုစတင်နေပါပြီ။ကျွန်တော်တို့နိုင်ငံတဝန်းလုံးအရေးပေါ်အခြေအနေပါလို့ဖော်ပြခဲ့ပါတယ်။သတင်းအမိကိုတော့အမိမဖော်လို့တဲ့အစ္စရေးအရာရှိတူစီကလာတဲ့ဆိုရင်ထုတ်ပြန်ထားတာပါ။ဒီထုတ်ပြန်ချက်ဟာ အဲစီတော့အစရေလင်တက်ကအီရန်ကိုဇွန်လ17ရက်နေ့ကစပြီးတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုအတည်ပြုပေးခဲ့တာပါအစပိုင်းမှာဘယ်နေရာကိုတိုက်ခိုက်နေရဲဆိုတာဘယ်သူမှမသိကြပါဘူးဒါပေမဲ့အရှေ့ပိုင်းစံတော်ချင်းည8:50မှာအစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF ကအီရန်ရဲ့နျူကလ িয়ার စစ်ရုံနေနဲ့ထိတ်တန်းအရာရှိအချို့ကိုတိကျတဲ့တိုက်ခိုက်မှုတရက်ပြုလုပ်ခဲ့ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်အီရန်ရဲ့အစ္စရေးအပေါ်ရန်လိုမှုနဲ့နျူကလ িয়ার လက်နက်ပိုင်းဆိုင်ဖို့ဂျိုးပန်းနေတာကိုတုံ့ပြန်တဲ့အနေနဲ့ဒီလိုတိုက်ခိုက်ခဲ့တာလို့ IDF ကပြောပါရင် IDF ရဲ့ထုတ်ပြန်ချက်အရ လေတက်လေရင်ဓာတ်ဆင်ပေါင်းများစွာဟာအီရန်ဒေသအသီးသီးကစီရင်ပြတ်မှတ်ဓာတ်ဆင်ပေါင်းများစွာအပါအဝင်နျူကလ িয়ার ပြတ်မှတ်တွေကိုပထမအဆင့်တိုက်ခိုက်မှုအဖြစ်အပြီးတက်ခဲ့တာပါနောက်ဆက်တဲတွေထပ်လာအောင်မယ်ဆိုတဲ့အထိပယ်ပါပဲကနေဦးတိုက်ခိုက်မှုတွေမှာအစ္စရေးကနေရာအချို့ကိုအဓိကထားခဲ့ပါတယ်အဲဒီကပထမဆုံးတစ်ခုကတော့နာတန်နျူကလ িয়ার ဆက်ရုံပါပဲဒီဆက်ရုံကအီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေထဲကတစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်အဲ့ဆေယုံရဲ့မြေအောက်ပေ160ကျော်မှာအရေးပါတဲ့ဆက်တွေနဲ့ယူအေနီယန်တွေရှိနေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့ရတာပါ။နောက်ထပ်နေရာကတော့ပီရန်ရှားမြို့ကိုပါပဲ တိုက်ခိုက်မှုကတော့73ရက်နေ့ည9နာရီခွဲမှာပြုလုပ်ခဲ့ပါရင်ပီရန်ရှားမျိုးကအီရန်နဲ့ဆန်နာကမျိုးလေးလေးဖြစ်နေတာပါအဲ့ဒီမှာအီရန်ရဲ့လက်နက်ခဲယမ်းတိုးလောင်ရုံရှိနေတာလည်းဖြစ်ပါရင် နောက်ဆုံးအီရန်ရဲ့မျိုးတော်ဖြစ်တဲ့တီဟီယန်ကလည်း IDF တွေရဲ့လက်ချက်ကနေမလုပ်ခဲ့ပါဘူးအိုစင်ဒီဖန်နာသတင်းဌာနကတီဟီယန်မျိုးတကွမ်းမှာရှာဖွေကယ်ဆယ်ရေးတွေလုပ်နေကြောင်းဖော်ပြထားတာကြောင့်တစ်မျိုးလုံးပြင်းပြထန်ထန်ထိမှန်ခဲ့တယ်လို့ယူဆရတယ်ပါရင် အီတိုင်းရဲ့နိုင်ငံပိုင်သတင်းမီဒီယာတွေကနေလည်းအစ္စလာမစ်တော်လှန်ရေးအစောက်တပ်ဖွဲ့ IRGC ရဲ့ရုံးချုပ်နဲ့အနီးတစ်ဝိုက်မှာမိလောင်နေတယ်ဆိုပြီးသတင်းထုတ်ပြန်ထားတာဖြစ်ပါရင်အစ္စရေးကဒီတိုက်ခိုက်မှုတွေကိုနိုင်ပိုင်အတွင်းတပြိုင်တည်းထဲလုံးခဲ့တာဖြစ်ပါရင်အဓိကကတော့လေကြောင်းတိုက်ခိုက်မှုတွေကြီးပါပဲဒါပေမဲ့ဒီစစ်စင်ရေးမှာမြေပြင်တပ်ဖွဲ့တွေလည်းလှုံရှားခဲ့တယ်လို့သိရပါရင် status စသတင်းဌာနရဲ့ဖော်ပြချက်အရဆိုရင်မော့ဆက်အေဂျင့်တွေနဲ့ကွန်မန်ဒိုတွေကအီရန်ရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုဖျက်ဆီးဖို့အီရန်ပိုင်နယ်ထဲမှာအရင်ကတည်းကလှုံရှားခဲ့တယ်လို့သိရပါသေးတယ် ဲဒါကြောင့်လည်းလေကြောင်းတိုက်ခိုက်မှုဖြစ်နေချိန်မှာအီရန်ရဲ့ကာကွယ်ရေးစနစ်တွေအားနည်းသွားခဲ့ရတာပါဒီစစ်စင်ရေးမှာအစ္စရေးကဗျူဟာကျတဲ့အဆောက်အုံတွေကိုတာမကပဲလူတွေကိုပါပြစ်မှတ်ထားခဲ့တာဖြစ်ပါတယ်အထူးသဖြင့်အီရန်စစ်တပ်မှာအရေးပါတဲ့ထိပ်ပိုင်းပုဂ္ဂိုလ်တွေကိုပါပဲဒီစစ်စင်ရေးကြောင့်အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စေဦးကြီးချုပ်ဗိုလ်ချုပ်ကြီးမိုဟာမက်ဘာကီရီကြာဆုံးခဲ့တယ်လို့နယူးယောက်တိုင်းသတင်းဌာနကအတည်ပြုခဲ့ပါတယ်ဒါအပြင်အီရန်ရဲ့ IRGC အကြီးအကဲဗိုလ်ချုပ်ကြီးဟူစိန်ဆလာမီနဲ့အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဒုတိယစေဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဂိုလာမာလီရှာရစ်တို့လည်းကြာဆုံးခဲ့ကြပါတယ်။နောက်မှပြန်ကြားတဲ့တနေ့အရအစ္စရေးကဒီစစ်ဘက်အရာရှိတွေကိုအစည်းအဝေးလုပ်မယ်လို့ညာခေါ်ပြီးစုဝေးစီကတခါရင်ရှင်းလိုက်တယ်လို့လည်းသိရပါတယ်။ဒီလိုကိစ္စမှာတော့အစ္စရေးထောက်လှမ်းရေးမော့ဆက်ရဲ့အစွမ်းတွေပဲဖြစ်မှာပါ။အစ္စရေးကစစ်မဲ့ဆိုင်ရာပုံကိုယ်တွေအပြင်အီရန်ကအရေးပါတဲ့နျူကလ িয়ার သိမ်းပံပညာရှင်အချို့ကိုလည်းပြစ်မှတ်ထားခဲ့ပါတယ်။တီရန်အစ္စလာမစ်အာဇတ်တက္ကသိုလ်ရဲ့ဥက္ကဋ္ဌမိုဟာမက်မာရီတေဟီရန်ချီနဲ့အီရန်အလူမျိုးစွမ်းအင်အဖွဲ့ရဲ့အရင်အကြီးအကဲပရီတောင်းအဘာစီတို့လည်းအစ္စရေးရဲ့တိုက်ခိုက်မှုမှာကြာဆုံးခဲ့ရတာပါ အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ရဲ့အကြီးအကဲဖြစ်ပြီးခါမေနီရဲ့ယုံကြည်ရတဲ့အကြံပေးသူဖြစ်တဲ့အလီရှာခါနီလည်းကြာဆုံးခဲ့တယ်လို့ CNN ကအတည်ပြုခဲ့တာလည်းရှိပါတယ်။အီရန်တို့အကောင်းဘက်ကတွေးလို့ရတဲ့အချက်တစ်ချက်တော့ရှိပါတယ်။အစ္စရေးကအရေးပါတဲ့စစ်ဘက်နဲ့နျူကလ িয়ার ပညာရှင်တွေကိုတုတ်တင်နိုင်ခဲ့ပေမဲ့အလီခါမေနီကိုတော့တတ်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့်ပါပဲ။ဒီပိုင်းမှာတော့အစ္စရေးဘာလို့ဒီလိုလုပ်ရလဲဆိုတာကိုတုံ့သက်ဖော်ပြသွားမှာပါ။ IDF ရဲ့ကနအုပ်ထုတ်ပြန်ချက်မှာဖော်ပြထားတဲ့အတိုင်း အီရန်ကအစ္စရေးကိုပရောင်စီဝါတနည်းအားဖြင့်ဂျာခန်တိုက်ပွဲတွေဆင်နွှဲနေတာကြောင့်နျူကလ িয়ার လက်နက်အစီအစဉ်ကိုရန်ဆိုင်ဖို့ငင်းဆန်နေတာကြောင့်ဂျိုတင်ကာဝယ်ရေးအနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အကြောင်းပြထားပါတယ်။နျူကလ িয়ার ကိစ္စကတော့ IDF အတွက်အရေးကြီးဆုံးအချက်ဖြစ်ပုံရနေတာပါ။အီရန်ကနျူကလ িয়ার လက်နက်ပိုင်ဆိုင်သွားရင်ရန်ရှာခံရမှာဆိုလို့ဖြစ်ပါတယ်။ IDF ရဲ့ထုတ်ပြန်ချက်မှာတော့သူတို့ရထားတဲ့ထောင်လိုင်းရင်တရင်တွေကအီရန်ဟာနျူကလ িয়ার လက်နက်ရဖို့ဂျိုးပန်းရမှာနောက်ဆုံးအဆင့်ကိုရောက်နေပြီလို့ဖော်ပြထားတာပါ။ မြောက်ခန်တက်တွေထဲမှာယူရေနီယံကီလိုဂရမ်ထောင်နဲ့ချီတဲ့ပမာဏကိုထုတ်လုပ်နေပြီးဒီအစီအစဉ်ဟာလွန်ခဲ့တဲ့လအနည်းငယ်အတွင်းသတိသာသာအချိန်မြင့်တင်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အီရန်ဟာယူရေနီယံပေါင်း993ပေါင်အထိပိုင်းဆိုင်ထားပြီးဒါဟာနျူကလ িয়ার လက်နက်၅လုံးကနေ၈လုံးထိထုတ်လုပ်ဖို့လုံလောက်တဲ့ပမာဏဖြစ်ကြောင်းအီရန် Watch အဖွဲ့ကပြောပါတယ်။အီရန်ကအပြည့်အဝအကျိုးမဲ့မယ်ဆိုရင်နှစ်ပတ်အတွင်းပြီးစီးမှု90ရာခိုင်နှုန်းအဆင့်ကိုရောက်ရှိနိုင်လို့အစ္စရေးကထုတ်ပြန်ကြေညာထားတာပါ။အဲဒါကြောင့် Operation Rising Lion ဆိုတဲ့စစ်စင်ရေးကြီးနဲ့အီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်မှုနောက်ဆုံးဆင်းမြောက်ခင်ဖျက်ဆီးဖို့လွှတ်လိုက်တာဖြစ်ပါတယ်။ ဒီတော့ရှေ့ဆက်ပြီးဘာတွေဖြစ်မလဲဆိုတာစိတ်ဝင်စားစရာဖြစ်လာပါတယ်။တချို့တွေရဲ့သုံးသပ်ချက်တွေကလည်းအားရှိစရာကောင်းနေတာပါ။တတိယကမ္ဘာစီကြီးတေချာပေါက်ဖြစ်နေမယ်ဆိုပြီးခံမှန်းနေကြတာဖြစ်ပါတယ်။အစ္စရေးကတော့ဂျွန်လ7ရက်နေ့ကဖြစ်ခဲ့တာဟာအစာပဲရှိပါသေးတယ်လို့စီဦးသေးချုပ်အီရန်ဇာမီယာကိုရိုင်းပြောခဲ့တာပါ။အစ္စရေးစီရေးသတင်းတွေတင်ဆက်နေတဲ့ channel တွဲကလည်းစီရေးတိုက်ခိုက်မှုတွေဟာနောက်ထပ်နှစ်ပတ်ကြာဆက်ပြီးဖြစ်နေအောင်မယ်လို့အတည်ပြုထားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်ခံရပြီးနောက်အီရန်ကလည်းချက်ချင်းလက်တုပ်ပြန်မှုပြင်ဆင်ပါတယ်။ဂျေရုဆလင်ပို့သတင်းစာကတော့ အမေမဖော်တဲ့အီရန်ရာရှိဒိုးရဲ့စကားကိုကိုကာဘီအခုလိုဖော်ပြခဲ့တာပါအဲ့ဒါကတော့အီရန်ရဲ့တုံ့ပြန်မှုဟာပြင်းထန်ပြီးပြတ်သားလိမ့်မယ်ဆိုတာပါပဲဒီသတင်းနဲ့အတူအရှေ့ပိုင်းဆန်တော်ချင်းမနေ့တနင်္လာ25မိနစ်လောက်မှာတော့အီရန်ကအစ္စရေးစီဒရုန်းအစီး100လောက်လွှတ်တင်ခဲ့တယ်လို့ AFP သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်ဒီကိစ္စနောက်ကွယ်မှာအမေရိကန်ရဲ့ပါဝင်မှုကလည်းရှုပ်ထုတ်ထွေးရှိနေခဲ့တာပါတရားဝင်သတင်းတွေအရ Operation Rising Lion နဲ့ပတ်သက်ပြီးအမေရိကန်ကဘာမှမသိခဲ့ဘူးလို့ညင်းဆိုထားတာပါနိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကလည်းအီရန်ကိုတိုက်ခိုက်တဲ့နေရာမှာအမေရိကန်ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ပြောထားပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့အီရန်ကိုစီးရင်အယတိုက်ခိုက်တာဟာနျူကလ িয়ার သဘောတူညီချက်ရဖို့ဂျိုးပန်းမှုတွေကိုပြင်ဆင်စေနိုင်မယ်လို့လည်းသတိပေးထားတာပါဒါပေမဲ့ထရန့်ကဘန်းလူတွေလောက်တာလည်းဖြစ်နိုင်ပါရင်စီးရင်အကဲဖက်အကျွမ်းကျင်သူတို့ချိုးကတော့ဒီလိုလုံးဖို့အစွန်းနဲ့အမေရိကန်တို့လဝါရိုက်ထားပြီးဖြစ်တယ်လို့ယုံကြည်နေကြတာပါဒီကိစ္စမှာအီရန်ရဲ့မဟာမိတ်ဆွေဖြစ်တဲ့လေဘနွန်ကဟစ်ဘိုလာရီမင်းကဟူတီတို့ကလည်းအစ္စရေးကိုဒရုန်းတွေဒုံးကျည်တွေနဲ့တဖန်ပြန်ထုပေးနေကြပါရင်ဒီချိန်မှာဒုံးကျည်အလုံးတရာကျော်လောက်ကအစ္စရေးရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကိုအလုံးများသွားစေခဲ့တာပါ ဒီတောင်ကြီးတွေကိုလေထဲမှာပဲဖျက်ဆီးနိုင်ခဲ့တာတွေရှိသလိုအစ္စရေးမြေနဲ့ကြားရောက်ပွားကွဲခဲ့တာတွေလည်းရှိနေပါတယ်။အမေရိကန်ကအစ္စရေးအတိုက်ခိုက်မှုတွေမှာမပါဘူးလို့ညင်းထားပေမဲ့အီရန်ရဲ့တောင်ကြီးတွေကိုကြားပြတ်ပစ်ချတဲ့လေကြောင်းရဲ့ကာကွယ်ရေးစနစ်မှာတော့ကူညီပေးခဲ့တာပါ။နောက်ပြီးအမေရိကန်ရေတပ်ဖြတ်သင်္ဘောတွေကိုလည်းအရှေ့မြေထဲပင်လယ်ထဲကိုရွှေ့ထားလိုက်ပါတယ်။အဲဒီက USS Thomas Hooter ဆိုတဲ့ပင်ထိန်တောင်ကြီးရှိတွေကိုပစ်ချနိုင်တဲ့လေကြောင်းကာကွယ်ရေးစနစ်တွေတက်ဆင်ထားတာပါ။အီရန်ကတော့အစ္စရေးကိုလက်တော့ပြန်တဲ့စစ်စင်ရေးအတွက် Operation True Promise 3 ဆိုပြီးတော့နာမည်ပေးထားပါတယ်ပြီးခဲ့တဲ့2020 April နဲ့ October လတုန်းက Operation Through Promise 1နဲ့2ကိုဖော်ဆောင်ခဲ့ပြီလို့ဖြစ်ပါတယ်နိုင်ငံကအတိုင်းဝိုင်းကတော့ဒီတင်းမာမှုကိုရှော့ချပေးဖို့စ조사နေကြတာပါရုရှားသမ္မတဗလာဒီမာပူတင်ကတော့ Israel ရဲ့တိုက်ခိုက်မှုအတွက်ကုလသမဂ္ဂဗဒိန်ညင်စာချုပ်ကိုချိုးဖောက်တယ်ဆိုပြီးတော့ပြည်တင်ရှုတ်ချခဲ့ပါတယ်ပြီးတော့အီရန်ကိုလည်းထိန်းထိန်သိမ်းသိမ်းတုံ့ပြန်ဖို့တိုက်တွန်းခဲ့တာပါဒီသတင်းအောက်မှာတော့အလောင်ပြောင်လေးနဲ့မှတ်ချက်တွေနဲ့ပြည်နေတာဖြစ်ပါတယ်ပူတင်ရဲ့အထာကငါပြောသလိုလိုငါလုပ်သလိုမလုပ်နဲ့ဆိုတဲ့ပုံစံမျိုးဖြစ်နေလို့ပါပဲတရုတ်ကတော့ဒေတာရင်းငြိမ်းချမ်းရေးထိခိုက်စေတဲ့လုပ်ရည်တွေကိုရှောင်ချဖို့တောင်းဆိုထားတာ ဥရောပသမဂ္ဂနိုင်ငံတွေဖြစ်တဲ့ဂျာမနီ၊ဗြိတိန်နဲ့ပြည်သစ်တို့ကအစ္စရေးရဲ့ကိုပိုင်ကာကွယ်အခွင့်အရေးကိုထောက်ခံထားပါတယ်။ဒါပေမဲ့တင်းမာမှုတွေကိုတော့ရှောင်းချဖို့တော့တိုက်တွန်းထားတာပါ။အာရဲနိုင်ငံတွေက sorry အာရေဗျားနဲ့အာရဲဆော်ဘားများပြည်တော်စုတို့ကလည်းအီရန်ကိုစန့်ကျင်ပေမဲ့အစ္စရေးကိုလည်းလူသိရှင်ကြောင်မထောက်ခံထားပါဘူး။ဂျော်ဒန်ကလည်းအီရန်ရဲ့ drone တွေကိုဂျားပြက်ပစ်ချတဲ့အကူအညီမပေးတော့ပါဘူး။အရင်ကဆိုရင် အစ္စရေးဘက်ကအကူအညီလေးပါလေးပေးမှုပါသေးတယ်ဒီကိစ္စကြောင့်အီရန်မှာကုန်စင်းတို့နဲ့တိတိကျကျတက်လာတာတော့အမှန်ပါပဲ ။နောက်ပြီးအစ္စရေးရဲ့လေကြောင်းခီးစင်တွေလည်းဆိုင်းငံ့ထားပါရင်နောက်ပြီးဂျူးလူမျိုးတွေအတွက်ကမ္ဘာတဝန်းလုံခြုံရေးသတိပေးချက်တွေထုတ်ပြန်ထားတာပါ။ကမ္ဘာစည်းကမ္ဘာယဉ်နံစည်းစနစ်ရဂိုင်းလုံးခုန်တက်ပြီးတော့စတော်စီးတွေကတော့ကြာဆင်းသွားခဲ့ပါရင်ဒီအချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကအီရန်ကိုပစ်တင်ပါရင်နျူကလ িয়ার သဘောတူညီချက်အတွက်ရပ်ပေါင်း60အကြိမ်ပေးကြတာကိုတုံ့ပြန်ခြင်းမရှိတဲ့အတွက်အကျိုးဆက်လို့ပြောခဲ့တာပါ။အီရန်ခေါင်းဆောင်တွေကလည်းအစ္စရေးရဲ့နောက်ဆုံးကြံတဲ့နေရက်တွေကနောက်နောက်နဲ့ခါးသီးမှုတွေဖြစ်ရမယ်ဆိုပြီးကြုံးဝါခဲ့ကြတာပါ။ ဒီချိန်မှာပဲအင်ဇွေးဝင်ကြီးချုပ်နေတန်ရာဟုကအင်အားချင်းနေတဲ့အီရန်ဆိုရကိုပုံကံဖို့ဒီအစီအစဉ်ကအကောင်းဆုံးပဲလို့အီရန်ပြည်သူတွေကိုလှုပ်ဆော်နေကြတာဖြစ်ကြောင်းဝေမျှလိုက်ရင်ဗီဒီယိုလေးကိုအနီးကုန်းချိုလိုက်ရပါတယ်ခင်ဗျာအစောကြီးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ